ပုံနေတာမဟုတ်ဘဲနဲ့အသက်ရှင်ဖို့ပြောင်းကွယ်ခဲ့တာဆိုရဲအဆိုတော်ဂျင်းအောင်ပြည်သူများရှင်တောင်ကိုရီးယားအခြေဆိုင်ကနေဒီယန်နဲ့အမေရိကန်ဆိုတော်တချင်းရေးဆီယာမမင်းသမီးဖြစ်တဲ့ဂျင်းနာကိုနေနီပါအတွင်းမှာပထမဆုံးအချိန်ဖြစ် Instagram မှာသူမရဲ့အတိတ်ကအယုံခံခဲ့ရတာတွေကိုအခုလိုပဲရှင်တွင်စကားသံအဖြစ်မျှဝေခဲ့ပါတယ်အားလုံးမင်္ဂလာပါ သူတို့အတွက်နှစ်ပေါင်းများစွာဒိတ်ဆိတ်နေခဲ့သလိုကိုရီးယားဖျော်ဖြေနယ်ပယ်မှာအလုံးလုံးရင်းနဲ့တချိန်ကနည်းနည်းရှိုင်းရှိုင်းပြောင်းလဲသွားတဲ့အထွေထွေတစ်ခုကိုပြောပြခဲ့တာဖြစ်ပါတယ်။စိတ်တိခိုက်စရာအကောင်းဆုံးဖြစ်ပျခဲ့တာမဟုတ်ခဲ့ပေမဲ့တိတိဆိတ်ဆိတ်ပဲပျောက်ွယ်သွားခဲ့တာကရှင်သန်ဖို့ဆိုတာဖုံးကွယ်ထားလို့မရပါဘူး။ဒါပေမဲ့သူမအရင်ကြောက်စရာကောင်းတဲ့မိန်းကလေးမဟုတ်တော့တဲ့အပြင်အခုချိန်မှာဘာလို့မှမရွေးချယ်တော့ပဲဒရဟောင်းနေပြမကျက်တော့တာကြောင့် သစ္စာရှိရှိချက်ချင်းမြတ်တာနဲ့ရှေ့ကိုဆက်လျှောက်ပြီးတော့နှလုံးသားရဲ့ထွက်ခွာသွားသူတွေကိုဂျေဇုမြားကြီးတင်ပါတယ်လို့ဆိုပါတယ်။အရင်ကသမားပြည်ရစာမှုဆွဲချက်တည်းရဲ့အတွက်ဒဏ်ငွေရခံခဲ့ရပြီးတော့ကိုနှစ်အကြာမှာပထမဆုံးခံစားချက်ကို ဖော်ပြခဲ့တာဖြစ်ပြီးဒီချိန်ကလှုံ့ဆော်မှုအားလုံးကိုရပ်ဆိုင်ခဲ့တဲ့အပြင် တောင်ကိုရီးယားကနေအမေရိကန်ကိုထွက်ခွာစေခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုဂျေဇုမြားကြီးတင်ပါတယ်ရှင်။